MSP ဒီအတူကားကရေမောစရာလေးတွေလည်းပါမယ်ဘုံကြီးကျောင်းသားအတူတို့ကတော့မနဲ့လင်းလာနဲ့ဈေးချင်းအောင်ဆွဲပြီးတော့တုတ်ခဗျာစာမဖတ်တာဖတ်တာနဲ့လူကလည်းဥတူတူအတတနဲ့မြို့တွေဆိုတက်ကြွနေတာ တက်လေးတွေလုပ်တဲ့အခါမှာအားနည်းသေးရလို့ခံစားရတဲ့အခါမှာအကိုကဒီဘာသာရပ်ကိုပိုင်နိုင်ပြီးသားသူတယောက်ဖြစ်တဲ့အတွက်အကိုနဲ့ဆုံတဲ့အခါမှာအကိုဘယ်လိုမျိုးလုပ်တယ်အိုက်တန်တစ်ခုလို့ရဘယ်လိုမျိုးရဲရဲပွဲပွဲလုပ်တယ်ဆိုရဲဟာတွေကိုအများကြီးလေ့လာခဲ့ရပါတယ်တွေ့တော့ဆရာမလေးကိုအရန်ကိုသဘောကျနေလို့ပါဗျာ ြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ MSB ရဲ့ဒါအတူရုပ်ရှင်ဇာကာရီယာရောဆီယာမာလေးနဲ့အချူရဲ့ဇာတ်လမ်းလေးပေါ့နော်သူကဒုံမြို့ကိုရောက်လာတဲ့ဆီယာဝင်မာလေးနာမည်ကခင်လေးဆီယာမာလေးဒီမျိုးကိုတောင်းဝင်နဲ့ကြောင်းလာတဲ့ဆီယမလေးဟုတ်တယ်နော်ဆီယမလေးနဲ့ကြုံနေစုံမိသားပါမိတ်ဆွေတွေတောင်ဖြစ်နေပြီလေဟုတ်တယ်နော် ရှင်ပြားတွေ့တော့နဲ့ဆီယာမလေးနဲ့မိစပြစီရှင်ပြားတွေ့တော့ဆီယာမလေးကိုအရန်ကိုသဘောကျနေလို့ပါဗျာ တွေပြီးတော့အခုမျိုးပြည်သက်တွေမြင်တွေ့နေရတဲ့ယထာစီးလေးတွေဆိုလည်းတေချာလေးကိုအသေးစိတ်ကယူဆိုင်ပြီးတော့စီစဉ်ရိုက်ခုခဲ့ကြတာပေါ့နော်အာပြည်သက်ကတော့ချင်းချင်းချင်းပဲဒီယထာကဘူရိုရန်ကုန်မှာဘူရာတခုမှာပဲဘူရိုဒီ1990ရဲ့အငွေအသက်လေးရအောင်တေချာပြင်ဆင်ပြီးရိုက်ခုခဲ့ကြတာပေါ့နော်အာအဲ့ယထာနဲ့ရိုက်ခုရဲ့စင်းဆိုလို့ရှိရင်ယထာကြီးကိုရှေ့ကိုမောင်းသွားလိုက် အာနောက်တစ်ခေါက်ပြန်ရမယ်ဆိုရထားကိုပြပြချင်းနောက်ပြန်ဆုံလိုက်နေရိုက်ကြည့်ခဲ့ရရာပြီးတော့အဲ့ဒီမှာပါတဲ့အလိုအရင်ခေတ်ကတွေ့ရလေးရှိရဲ့ဘူတာမှာလက်ဖြစ်ရောင်းတဲ့ပုံစံလေးတွေမုံရောင်းတဲ့ပုံစံလေးတွေကုလီထန်းတဲ့ပုံစံလေးတွေဒါလေးတွေလည်းသေးစိတ်ပြင်ဆင်ပြီးတော့ရိုက်ကြည့်ခဲ့ရတာဆိုတော့အဲ့ဒီရထားစီးလေးကိုကိုကိုရိုင်းလည်းတော်တော်လေးကိုသဘောကျရဲဆိုတော့1990ပြည့်ပြည့်ကိုလည်းရိုက်ခွဲခါမှာကိုရိုင်းရောက်သွားတယ်လို့ပြောတော့အဲ့တော့ဒီပြက်ကရထားနောက်ကိုဘယ်နှခေါက်လောက်လိုက်လိုက်ရအောင်ဖြစ်ပါ အာယထာနောက်ကိုသူလဲခဏခဏပြေးလိုက်ရတယ်ယထာကြီးနဲ့ပါသွားကြတယ်နောက်ပြီးတော့တောက်လျှောက်ဦးပေါ့နော်ယထာကိုနောက်ပြန်ဆုတ်တယ်နောက်ထောက်ပြန်ပြေးတယ်နဲ့ခဏခဏရိုက်ရတာပေါ့ဒါပေမဲ့ပြောချင်ကောင်းပါတယ်အာပြောရှင်ဇက်ကားကြီးကဟိုရာသပေါင်းစုံပေးစွမ်းနိုင်တဲ့ဇက်ကားဖြစ်ပါတယ်အစာပိုင်းမှာလည်းချစ်စပွဲလေးတွေနဲ့ချစ်စပွဲအမူပြားလေးတွေချစ်စပွဲအာအလေးအထလေးတွေနဲ့ကြီးမြတ်ရမှာ ဒရာမာလေးလည်းပပလေးပါတယ်။ဒီမောစရာလေးတွေလည်းပါတယ်။ကြည့်ရှုလိုက်လို့ရှိရင်အမောတွေပြည်စီမဲ့စေပန်းပြည်စီမဲ့ဇာတ်ကားလေးပေါ့နော်။အဲကိုကိုရိုင်းလည်းရုပ်ရှင်ဇာတ်ကားတွေကိုအမျိုးအစားစုံအောင်ဂရိတ်တာစုံအောင်ရိုက်ကူးပြရနေပြီးတော့ပြီးခဲ့တဲ့ပရိသတ်တွေကြည့်ရှုခဲ့ရတဲ့ဇာတ်ကားတွေကဒရာမာလေးတွေငိုရတာလေးတွေများတော့ဒီအတုဇာတ်ကားရရမယ်ဆိုရင်ပရိသတ်ကိုကြည့်နေ တွေ့ရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဆိုတော့ဒီကားမှာအခုရဲ့ comic fighting လေးတွေအခုမျက်နှာနဲ့ဖတာ idea လောက်ရတဲ့အခါမှာကိုယ်တိုင်လည်းအဲ့ဒါကိုအများကြီးပြမဆုံးနေတယ်လေ။အဲအာဆိုတော့နှစ်ယောက်သရုပ်ဆောင်ထားတဲ့အတူရုပ်ရှင်ဇာတ်ကားကြီးကိုအများကြီးချစ်ခင်ပေးကြဖို့ပြောချင်ပါတယ်။အခုအချိန်ကြီးတော့ဟိုကကိုကိုကိုဒီ ာတာ acting လေးတွေလုပ်တဲ့အခါမှာအားနည်းသေးရလို့ခံစားရတဲ့အခါမှာအကိုကဒီဘာသာရပ်ကိုပိုင်နိုင်ပြီးသားသူတယောက်ဖြစ်တဲ့အတွက်အကိုနဲ့ဆုံတဲ့အခါမှာအကိုဘယ်လိုမျိုးလုပ်တယ်အဲ acting တစ်ခုလို့ရင်ဘယ်လိုမျိုးရရဲ့ဘူးဝဲလုပ်တယ်ဆိုရဲဟာတွေကိုအများကြီးအဲလေ့လာခဲ့ရပါတယ်အကိုနဲ့အလုပ်လုပ်ရတာလည်းအရင်အဆင်ပြေခဲ့ပါတယ်ပညာရေးလည်းအများကြီးရခဲ့တယ်အလုပ်ကိုပဲအယုံဆိုင်ပြီးတော့အေးအေးဆေးဆေးနေတတ်တဲ့သူဖြစ်တယ်ဆိုတော့လေတပည့်တော်ကသူ့ကိုချက်လိုက်တာမဟုတ်ဘူးခင်ဗျာချက်ကိုရေပဲတိုက်တာပါခင်ဗျာ ။ဒီလူနာကဘင်းနုံးဒီနဲ့ကုလို့ရမယ်နော်ဘူး။အပမင်းကြီးရ။အေးနေရင်းနဲ့ကိုကားတိုက်ခံပြီးရှိမယ်။ဆရာ။သူ့အိမ်ကဟိုးတောင်ပေါ်မှာကားလမ်းတော့မရှိဘူး။ဆရာခေမောင်ဆိုတဲ့ကောင်ဘမလဲ။အသိမြို့ကတုံမှာနော်။မြို့ကတုံမှာတော့ငါတို့ထိုင်လိုက်ရမလား။ပြီးတော့အများကြီးစူးစမ်းပါမယ် ောက်ဆုံးအကျန်းတော့ဆက်တော့တစ်ခါကြည့်ရဲနောက်တစ်ခါကျတော့အကိုထက်နေမတုံနဲ့အတူတူအဲပြန်ပြီးတော့ review လုပ်ကြရဲပဲညာလေးတွေကိုဘာဖြစ်ရင်ကောင်းလဲပို့ရောဘာလေးတွေလုပ်ချင်တယ်လဲပေါ့နော်အဲ့လိုမျိုးထက်ထက်ခါခါကြည့်ခဲ့ကြရဲအာပြီးတော့ရုပ်ရှင်ရုံမှာစမ်းကြည့်တော့လဲတစ်ခါကြည့်ရဲမနေ့ကလည်းအာပုံကြည့်ကြောင်းမှာတစ်ခါကြည့်ရဲဆိုတော့ခုလည်းတစ်ခါကြည့်အောင်မယ်အာရုပ်ရှင်ဇာတ်ကားလေးကချစ်စရာလေးဆိုတော့လေကြည့်ရှုပြီးရင်ခံစားမှုကောင်းတဲ့ ခါလေးကျင်ခဲ့တဲ့ကားလေးဖြစ်တော့ဘယ်နှခါကြီးကြီးကြီးချင်နေပါပါအတူနဲ့ဆရာမလေးကို rating မပေးရဘူးဟိုပိုးရိုက်ကူးခဲ့တဲ့ကားကြီးရဲ့မှာမတူတဲ့ဇာတ်ကားတစ်ခုဖြစ်ပုံစံအစ်စ်နဲ့စစ်စပွဲကားလေးတစ်ခုဖြစ်ပိုးကတော့အတော်လေးနဲ့တက်မိပါတယ် rating ကတော့ rating ရဲ့အဖြေကိုပဲပူဆောင်းညွှန်နေပါတယ်ဟိုဒီအတူဇာတ်ကားရဲ့ခင်လေးကိုပုံဖော်တဲ့အခါမှာအဲ့လို အဲတီတီငင်ငင်လေးနဲ့နှစ်လိုပွဲစစ်စခွဲဆရာမလေးဖြစ်ပုံပေါ်ဖို့ကိုထက်တဲ့သူတိုင်းပြီးတော့ကြိုးစားခဲ့ပါတယ်အဲဒီပေါ်မှာကိုဖြစ်စီခြင်းတဲ့ပုံစံတိုင်းပြိဿကမှတ်ချက်ပေးကြတာဖြစ်တဲ့အတွက်ချစ်ပေးကြတဲ့ပြိဿတွေအားလုံးကိုအကျေးဇူးအများကြီးတင်ပါတယ်နောက်နောက်များမှလည်း character မျိုးစုံကိုပုံစံမျိုးစုံလေးနဲ့အလိုတင်ဆက်နိုင်ဖို့ကိုအားကြီးကြိုးစားပါမယ်အဲအလုံးလုံးတဲ့အခါမှာဟိုဒီအလုံးပညာအလုံးမှာဆိုလို့ရှိရင်ကံရဲ့ ရိယာရဲ့အားလုံးကညအရေးပါတယ်လို့ကိုကချက်ပါတယ်။ကိုကစစနေတဲ့အပေါ်မှာလည်းကိုယ့်အပေါ်မှာကံကောင်းခြင်းတွေကိုယ့်ပေါ်မှာခွင့်ရေးကောင်းတွေရလာရတယ်။ကံကောင်းခြင်းတစ်ခုပဲပေါ့နော်။ဒီကောင်းတဲ့ကံကောင်းခြင်းတွေကိုအာပေါ်ပေါ်တန်တန်မထားဘဲနဲ့စူးစမ်းရမှာတော့ဘူးရဲ့တောင်းပန်ပေါ့။ဆိုတော့ပေးလာတဲ့ဘေးဖိုက်ချက်တွေပေါ်မှာအကောင်းဆုံးစူးစမ်းနေပါတယ်။အခုလိုမျိုးအာဘူးနဲ့တူတူလက်တွဲပြီးတော့လုပ်လို့ကြားတဲ့ actor ကြီးရေးစီးနေတဲ့ actor ကြီး အအလေးဒါပေမဲ့သူ့မှာ fusion နဲ့နှလုံးသားလေးရှိရဲလူတွေကိုကူညီတတ်တယ်ဆိုတော့အတူပါချစ်စရာကောင်းပါတယ်ဟုတ်ကဲ့အော် fusion နဲ့နှလုံးသားလေးတော့ကြာတာပြောလို့အာဟုတ်ကဲ့အဲ့လိုရိုးရိုးသားသားချိုးချိုးဆဆလေးပေါ့အတူပါလေဆိုတော့အတူ character လေးကတော်တော်လေးကိုချစ်စရာကောင်းပါတယ် ပရိသတ်ကဘိုးအတွက်ဘိုးရဲ့ဇာတ်ကိုကြည့်ရင်အဲ့လိုဟာတာကားလေးတွေကြည့်ရတာလည်းနည်းတယ်ရိုမန့်စ်ဖြစ်မလားဒရာမာတွေဖြစ်မလားပေါ့နော်အဲဆိုတော့ဒီအတူကားကရီမိုးစရာလေးတွေလည်းပါမယ်အဲဟိုကြည်နူးစရာလေးတွေလည်းပါမယ်မျိုးရဲ့အလားပါလေးတွေနဲ့ဒလိထုံးစံလေးတွေနဲ့အဲပို့ပပါနဲ့ဒရာမာနည်းနည်းပေါ့နော် ိုတော့စိတ်ပင်ပန်းတဲ့အခါမှာစိတ်အပန်းပြေဖို့ကြိရှိလို့ကောင်းတဲ့ဇာတ်ကားလေးတကားလို့ကိုကညွှန်ဆိုချင်ပါတယ်။အဲကိုရိုဒီအထူးရုပ်ရှင်ဇာတ်ကားကြီးကလာမယ့်အောက်တိုဘာလ24ရက်နေ့ကစပြီးတော့လုံခြုံပြသသွားတော့မှာဖြစ်ပါတယ်။အထူးရုပ်ရှင်ဇာတ်ကားကြီးမှာအထူးရဲ့ဒေါက်တာခင်လေးဆရာမလေးရဲ့ဇာတ်လမ်းလေးကိုရုပ်ရှင်ရုံမှာလာရောက်ပြီးကြိရှိအားပေးကြဖို့ပရိသတ်တွေစိတ်ပင်ပန်းနေတဲ့အခါမှာခေတ္တကနာစိတ်ပင်ပန်းပြည်စီဖို့ရုပ်ရှင်ရုံကိုလာရောက်ကြိရှိအားပေးဖို့ထိတ်ခေါ်ချင်ပါတယ်။ Myanmar Star Bazaar